။သวัสดีค่ะအလုံးမဲမင်္ဂလာပါရှင်။တီချေစုတီယူနန်ဖြစ်ပါတယ်။ဒီနေ့မှာတော့တီချေကထိုင်းလိုမျိုးကိုကိုမိဆက်နီးနေတွေကိုတီချေလို့မြတ်ပေးပါမယ်။အရင်ဆုံးအနေနဲ့နန်စားအနေနဲ့ကိုကိုကိုယောက်ျားလေးဆိုရင်ကျွန်တော်တို့တုံးပါဖုံဖုံဖုံမိန်းကလေးဆိုရင်ကျမတီချန်ဒီချန်ဒီချမ်းတို့တုံးလို့ရပါတယ်ဒါပေမဲ့ဒီချမ်းဆိုရဲအတုံးလုံးကကြပြောမယ်ဆို formal အရန်ဆန်တယ် နည်းလေးစာဆန်လဲပေါ့ကွယ်ဆက်ရောမဆန်ဘူးအဲ့တော့ main lead ကကိုကိုကျမကျမလို့ပြောတာတဲ့ကိုကအကြီးဆိုလို့ရှိရင်ကိုကိုကိုဖြီးဆိုလို့ပြောလို့ရတယ်ဖြီးဖြီးဒါယောက်ျားလေးရော main lead ရောပြောလို့ရတယ်နော်ကိုကအငယ်ဆိုရင်တော့ non non ဆိုတော့နာစာအခေါ်လေးတွေတိပြီဆိုရင်တချေတော့နောက်တစ်ခုအနေနဲ့နာမည်စပြောကြမယ်နော်ခါအဲ့တော့နာမည်ကိုတချေတော့ချ်လို့ထွက်ပါတယ်ချ်ချ် ချာနာမည်ထွက်တဲ့အခါသတိထားရမယ်အများစုကချို့ဆိုပြီးထွက်ကြတယ်အမှန်တကယ်အဲတရတခြားပါးစပ်ကိုကြည့်ပါအဲအဲသူကဆိုတော့ခြေကတရတော့ဝတ်တန်လို့ခေါ်တယ် level 1တဲ့တရတို့ခြေအမှန်ရအောင်လဲအောင်သင်ထားရရပေါ့အဲအဲအဲဆိုတဲ့အတန်အဲ့တော့ကျွန်တော်နာမည်ကတော့ဆိုလို့ကျွန်တော်နာမည်ပြောချင်တယ်ဟုံချာကျမနာမည်ကတော့တီချန်ချာ အကိုနာမည်အမနာမည်ကတော့ Peter မောင်လေးနာမည်ညီမနာမည်ကတော့အမျိုးလေးပြောချင်တယ်ဆိုရင် Nong Che အဲ့လိုလေပြောပြီးတော့ကိုယ့်နာမည်ကိုမိတ်ဆက်လို့ရတယ်နောက်တစ်ခုနာမည်ပြောတတ်ပြီးဆိုရင်ကျတော့အသက်ကိုပြောကြည့်ကြရအောင်အသက်ကိုဆိုရင်ကျတော့အာယုအာယုအာယုလို့ပြောပါတယ်အဲ့တော့ကျေဝါအသက်ပြောပြီးသွားပြီဆိုရင်ခဏလိုက်မယ်ဒါပါတော့အသက်20လို့ပြောမယ်ဆိုရင် အာယု20 P ဆိုရယ်ဆိုလုံးလေးနောက်ကကပ်ပေးရပါမယ်။ तू ကနှစ်ကိုပြောတာပေါ့နော် P ရဲ့တိတ်ပေးရ။အဲ့တော့ message ကြည့်ကြမယ်။ဖုံအာယု20ปีครับကျွန်တော်အသက်20ပါခင်ဗျာ။ Teacher อายุ22ปีค่ะကျွန်မအသက်22နှစ်ရှိပါပြီရှင်။အဲ့လိုလေးပြောတာပါကျွန်တော်နာမည်ပြောတတ်ပြီးအသက်ပြောတတ်ပြီးဆိုရင်ကိုနေရဲ့နေရာကြီးလည်းပြောတတ်ရပါမယ်အဲ့တော့ကိုနေရဲ့နေရာပြောဖို့ဆိုလို့ရှိရင်နေထိုင်နေဆိုရဲ verb က you ဆိုတဲ့တလုံးလေးမှတ်လို့ရတယ် you ยู่ อยู่ นะคะรอว่าจ้ามาสวยจะมากกาท้ายไหนเนี่ยมาเนี่ยลูกเปโยมเหมนะคะเนี่ยเลยสรอยู่มาสวย preposition เนี่ยที่ที่ ที่เขียนไปเลยท้ายไหนเนี่ยสรอประเทศไทย ประเทศไทยประเทศไทย ว่าจ้ามาเปียวจิเมะจะมาท้ายไหนเนี่ยมาเนี่ยไทยมาเลยดิฉันอยู่ที่ประเทศไทย ကျွန်တော်မြန်မာနိုင်ငံမှာနေထိုင်ပါတယ်။ဖုံอยู่ที่ประเทศเมียนมาဆိုပြီးတော့ပြောလို့ရတယ်။နောင်တို့ဒီမှာ grammar အနေနဲ့မှတ်ရမှာဆိုရင်နေရာမလိုက်ခင်မှာနေရာရဲ့အရှိမှာ preposition လေး ti ဆိုတဲ့စကားလုံးလေးခံအောင်ခံပေးရမယ်။မြန်မာလိုမျိုးဆိုရင်မှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ထိုင်းနိုင်ငံမှာနေတယ်။ဘန်ကောက်မှာနေတယ်။ချင်းမိုင်မှာနေတယ်ဆိုတဲ့အဲနေရာရဲ့အရှိမှာ ti လေးလိုက်ပေးဖို့မေးပါနဲ့။ အဲ့တော့နာမည်ပြောတတ်ပြီးအသက်ပြောတတ်ပြီးကိုနေရဲ့နေရာပြောတတ်ပြီးဆိုလို့ရှိရင်ကိုပြောတဲ့ဘာသာစကားလေးလည်းပြောတတ်ဖို့လိုတယ်နော်ခါကျွန်တော်ကတော့အင်္ဂလိပ်စကားပြောတယ်ကျွန်တော်ထိုင်းစကားပြောတယ်ဒါမျိုးတွေပြောမယ်ပေါ့အမျိုးဆိုရင်ပြောရဲဆိုရင် verb က food ဖြစ်ပါတယ် food food အဲ့တော့ကျွန်မအင်္ဂလိပ်စကားပြောတယ် teacher food ภาษาอังกฤษကျွန်တော်ထိုင်းစကားပြောတယ်ผม food ภาษาไทย ဆိုပြီးတော့ပြောလို့ရတယ်အဲ့ဒီအနောက်မှာမှာကိုကနည်းနည်းပဲတက်တယ်လို့ပြောချင်နေဆိုရင်အနောက်က nit noy ကပ်ပြီးလိုက်ပါ nit noy nit noy အဲ့ဒါကြောင့်မှာပြောကြည့်မယ်ကျမထိုင်းစကားနည်းနည်းတက်တယ်တီချန်ဖူဒ်ဘာသာထိုင်းได้ nit noy ကျွန်တော်ကိုရီးယားစကားနည်းနည်းတက်တယ်ဖုံဖူဒ်ဘာသာญี่ปุ่น ได้นิดหน่อยเออนิดหน่อยเลยก็ไปลงชาบาเลยนะคะเออกูเปียวได้ได้ภาษาการีเปียวบีกูเป็นมานีเลยสุดาพปียวบีแล้วกูว่ากูพาลูมิโอผิดเลยสุดาเชเพี่วจีจามินะคะ อะไรเลยเลยลูมิโอติเชลว่าคนคนคนโลกกันเองคนนี้ยน่ารู้ได้เปียลูซุดได้เบียเลยยาตีเลยที่มาจังเชลลูมิโอลงแบบนี้นะคะเราเวิรอันนี้เลยผี่เดยสุดาเป็นเป็นเป็นเลยกันไหมเราเชลว่าจ้างเลยเี่วจีไหมจะมากันจะมาลูมิโอผิดไปเลยี่ฉันเป็น คนเมียนมาค่ะ จะนอว่าเตยหนูพี่ป่าเลผมเป็นคนจีนครับนะคะแล้วที่มาเมียนมาลูกเปลี่ยอะไรพม่าลูกไทยเนี่ยอะไรพม่าลูกคอยไอ้ยังนู้นว่าจะเชื่อเมียนมาไมเป็นเบอร์มาเบอร์มิสเรยต้องนอนเลยต้องหนาวอาจจะเราจะพม่าลูกคอยก็ตัวเราพม่าลูกคอยเลยทำไมก็เมียนมาลูกเปลียเลยยาเมียนมาตัวเราต้องหนาวเลย နော်ခါအဲ့တော့ဒါလေးပြတ်တက်မယ်နော်ဒါကကြတော့ time လိုမျိုးအခြေခံမိတ်ဆက်တဲ့ဟာလေးတွေကိုတစ်ချေဝင်ပြပေးတာဖြစ်ပါတယ်ထပ်ပြီးတော့တစ်ချေဒီ channel လေးကနေပြီးတော့ time စာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးအာ knowledge ရဝယ်ရအများကြီးဝင်ပြပေးဖို့ရှိပါသေးရဲ့ရှင်ဒါကြောင့်ဒီ channel လေးကို subscribe လုပ်ထားဖို့လည်းမေးပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်စတီနဲ့ဖြစ်ပါရှင်ဒီချေဆုနဲ့အတူ time စာသင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတွေတွေက TikTok ဆိုလို့ရှိရင် contact x လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှင်ဒီချေတို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လေစုံစမ်းလို့ရပါတယ်တကယ်လို့ facebook ကဆိုလို့ရှင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်